ဘောလုံးအသင်းတင်းကိုအားပေးဖို့ဆိုတာမျိုးရိုးနာမည်ရွေးတာထက်ကမှအရေးကြီးရလို့ခံယူထားတဲ့နိုင်ငံကအသင်းတပွဲလုံးမတ်တရက်အော်ဟစ်ခုံပေါက်ပြီးတော့အားပေးလို့တဲ့ပြည်သက်တွေကို ပိုင်ဆိုင်ထားတဲ့အသင်းကမ္ဘာအကောင်ဆုံးဆိုတဲ့ပါရမီနေနဲ့ပြည့်စုံနေတဲ့ဘောလုံးသမားတအူကစားခဲ့မှုတဲ့ဘောလုံးအသင်းသိရင်တော့အယိုးပြကိုကွင်းထဲမှာဖြန့်ချဲပေးဖို့အထိအစွဲလန်းကြီးလို့တဲ့ပြည်သက်တွေကိုပိုင်ဆိုင်ထားတဲ့အသင်းချောကလက်ပေါ့စ်ဘောလုံးဝင်လို့နာမည်ကျော်တဲ့အင်ဝင်းနဲ့အသင်းဒီအသင်းကဒီလိုစိတ်ဝင်စားစရာအချက်တွေနဲ့ပြည့်စုံနေတာရဲ့ ။နောက်ပြီးတော့ကဘာတဝင်းကနေမကြီးဘောလုံး YouTuber တွေအထူးတလဲစိတ်ဝင်စားတဲ့အသင်းတင်းဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာဒီအသင်းနဲ့ပတ်သက်ပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့အာဂျင်တီးနားထိပ်တန်းကလပ်ဘိုကာဂျူနီယာအသင်းရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘိုကာဂျူနီယာကလပ်အသင်းကိုတော့1905ခုနှစ်မှာပဲအီတလီနိုင်ငံကနေရွှေ့ပြောင်းနေထိုင်သူလူငယ်အုပ်စုတစုကအာဂျင်တီးနားနိုင်ငံဘွယ်နိုအေရီစ်မြို့ရှိလာဘိုကာအရက်ဆိုတဲ့ရပ်ကွက်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် အတင်းရဲ့အယောင်ဖြစ်တဲ့အပြာရောင်နဲ့အဝါရောင်ဆိုတာကတော့ဆွီဒင်အလံကိုအခြေခံထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအယောင်ကိုကိုယ်နိုင်ငံကမဟုတ်ဘဲနဲ့တခြားနိုင်ငံကအလံအယောင်နဲ့ဘာလို့ရွေးချယ်ရလဲဆိုရင်တော့နည်းနည်းတော့ရှုပ်ထွေးတယ်လို့ပြောမယ်အချက်လက်တွေကဘိုကာစေကန်းကိုပထမဆုံးဆိုက်ရောက်လာတဲ့ဆွီဒင်သင်းမောရဲ့အလံကိုအယောင်ဖြစ်ရွေးချယ်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရတယ်ဘယ်သင်းမောလဲဆိုတာကတော့အတိအကျပြတ်ပတ်ထားခြင်းမရှိပေမဲ့1845ခုနှစ်ကရောက်ရှိလာတယ်ဆိုတဲ့မှတ်တမ်းရှိတယ်ဆွီဒင်စစ်သင်းမောနှစ်စီးလို့လည်းမှတ်ယူလို့ရပါတယ် Zinnius ဒီနာမည်ကတော့ဘိုကာဂျူနီယာကိုအသင်းတည်ထောင်သူလူငယ်တွေစတင်ရောက်ရှိရာအီတလီနိုင်ငံဂျီနိုဝါဒေတာကလူတွေကိုယဉ်ကျေးနဲ့ဒေတာကန်ဆက်ကလုံးဂျီနိုအစ်မှာဆင်းသက်လာပြီးတော့ဘိုကာရှိအလौဒမားလူရန်စားတွေရဲ့နောက်ခံကိုဖော်ပြထားတယ်လို့သိရတယ်။လာမီတန်မတ်စ်အူနိုအဲ့ဒါကဘာလို့ပြောရလဲဆိုရင်တော့အာဂျီနီးယားနိုင်ငံတိုင်းနိုင်ငံလုံးရဲ့အာဂျီနီးယားလူမျိုးတဝက်ကျော်ကဘိုကာဂျူနီယာအသင်းကိုအားပေးကြရတဲ့ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုချင်တာဖြစ်ပါတယ်။ဘိုကာဂျူနီယာအသင်းရဲ့မြို့ကန်တိုင်ပတ်အသင်းကတော့ကမ္ဘာကျော်ကစားသမားတွေကိုမွေးထုတ်ပေးနေတယ်။အသင်းတစ်သင်းလုံးအများကသိကြတယ်။ River Plate အသင်းပဲဖြစ်ပါတယ်။

ဘူကာဂျူနီယာအသင်းပြိုင်ပွဲတွေကအလုသမားလူရန်စာတွေများပြားလုံးတဲ့အတွက်အလုသမားလူရန်စာအသင်းလုံးလည်းအများကသိကြပြီးတော့ River Plate အသင်းကတော့လူချမ်းသာပြိုင်ပွဲတွေများတဲ့အတွက်လူကုန်တိုင်းအတိုင်းဝိုင်းဘက်ကအသင်းတသင်းလုံးလည်းအများကသတ်မှတ်ထားကြတာဖြစ်ပါတယ်။ဘူကာဂျူနီယာအသင်းရဲ့အိမ်ကွင်းကိုတော့ Estadio Everdo, Jay Armando လို့အပြည့်စုံခေါ်ကြပါတယ်။ဒီကွင်းရဲ့မတ်ဆောက်ပြီးတော့မတ်တရက်ကြီးရတဲ့ပွဲကြည့်စင်တွေရဲ့ပုံစံကြောင့်ပြိုင်ပွဲတွေရဲ့အတန်ကိုလည်းပို့ပြီးတော့ကျေလောင်စေလို့သိရတယ်လို့ဒီလိုမျိုးအတန်တွေကြောင့်လည်းပြိုင်ပွဲအသင်းတွေတက်ကတော့ထိတ်လန့်စရာကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဒီကွင်းကဖန်တီးပေးထားတာဖြစ်ပါတယ်။မှန်ပါတယ်။ ဘိုကာဂျူနီယာတင်းရဲ့အင်ဂွင်းဖြစ်တဲ့ Estadio Everdo J Armando ကိုလူများစုက La Bombonera ဆိုပြီးတော့ခေါ်ကြပါသေးတယ်။ဘိုကာဂျူနီယာတင်းဟာကမ္ဘာအကြီးကျယ်အခမ်းအနားဆုံးကစားသမားတွေကတအုပ်ဖြစ်တဲ့ကမ္ဘာအကောင်းဆုံးကစားသမား Legendary Player တအုပ်ဖြစ်တဲ့ Diego Maradona ရဲ့ကစားသမားဘဝအစနဲ့အဆုံးမှာပါဝင်ခဲ့တဲ့ကလပ်သင်းတစ်သင်းပဲဖြစ်ပါတယ်။45 Maradona မာဒိုနာဟာဘိုကာဂျူနီယာပြိုင်သက်တဦးဖြစ်လဲမသိခင်ချိန်ထိအားပေးခဲ့သူလည်းဖြစ်ပါတယ်။ဘိုကာဂျူနီယာတင်းရဲ့အခြားသောကဏ္ဍဝင်ကစားသမားတွေမှာဆိုရင်တော့ရီကွမ်မီနဲ့ဂိုးများဆုံးသွင်းရင်ကဲသူမာတင်ပါလာမိုတို့လည်းပါဝင်ပါတယ်။ဘိုကာဂျူနီယာပြိုင်သက်တွေဟာပွဲနေတွေဆိုရင်ဝင်းနီနာတဝိုင်နဲ့အရက်ဆိုင်ရင်ဈေးဆိုင်တွေမှာဆူဝဲပြီးတော့ ဂျိုးရာအာဂျင်တီးနားအစားအသောက်တွေဖြစ်ကြတယ်။ချိုရီပန်လို့ခေါ်တဲ့ဝဲဥကြောင့်ပေါမို့ပီဇာကန်ချီရာလို့ခေါ်တဲ့ဘောလုံးဝင်ပီဇာတို့ကိုစားသုံးလို့ရှိကြပါတယ်။ဝင်းထဲမှာအရေးအယောင်ချခြင်းကိုပိတ်ပင်ထားတဲ့ဆိုပေမဲ့အပြင်မှာလမ်းတွေတမှာတော့အရေးအယောင်ချမှုများရှိနေတာဖြစ်ပါတယ်။ဝဲမကန်ခင်ကွင်းပြေပမှာတော့ဘိုကာပြိသက်တွေဟာမီရှူမီကြီးများနဲ့တပ်ပြိုင်တိဆိုအော်ဖစ်ကြပြီးတော့စိတ်လွတ်ကိုလို့ပြောကြတယ်လို့တခါတရံရေဆိုင်ရမယ့်အတင်းကခါတိတဲ့မဟာပြိုင်ပဲ Republic အတင်းဆိုရင်လည်းအဲ့ဒီအတင်းဂျာစီကိုတချင်းဆိုပြီးတော့မီရှူကြတာကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဘောကဂျူနီယာအသင်းရဲ့ပြိုင်ပွဲတွေဟာကမ္ဘာပေါ်ကစိတ်အားအထက်သန်ဆုံးအစွဲလမ်းအကြီးဆုံးပြိုင်ပွဲတွေဖြစ်တဲ့နာမည်ကျော်ကြားသူတွေဖြစ်ပါတယ်။လာတိုစာအဖွဲ့ဟာဘောကရဲ့အဓိကထိပ်တန်းပြိုင်ပွဲအဖွဲ့တစ်ဖွဲ့ဖြစ်ပြီးအသင်းတို့ဆန်းနှယောက်မြောက်ကစားသမားအဖြစ်မိမိကိုယ်ကိုသတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒီအပိရဲ့ပြိသက်တွေဟာပွဲစဉ်တစ်လျှောက်လုံးပုံလေးတစ်ချင်းစုံပုံပေါက်ကအပိမှုအချိန်ကိုမြန်မာအောင်လုံးဆောင်ပေးတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။နောက်ပြီးဘိုကာကအမာကန်ပြိသက်များရဲ့စစ်စာစောင့်တိမှုကတော့အလွန်ပြင်းထန်ပြီးတော့ next level လို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့အချို့သောပြိသက်တွေဟာသေဆုံးပြီးတဲ့နောက်မှာတော့ပါသူတို့ရဲ့အယိုးပြတွေကို လာဘွန်ဘိုနီရာကွင်းတွင်မှပြန်ကျပေးဖို့အတွက်တောင်းဆိုခဲ့တဲ့အထီးကိုမှရှိခဲ့တယ်လို့သိရပါတယ်။ဘိုကာဂျူနီယာဘောလုံးသင်းဟာလာဘိုကာရက်ကွက်ရဲ့လိုတမားလူရန်စာအများစုနဲ့နိုင်ဆိုင်စွာဆက်နွယ်နေပြီးတော့ဘိုကာဂျူနီယာပြည်သက်အများစုကလည်းအဲ့ဒီလူရန်စာတွေဖြစ်တာကြောင့်လူလူကြီးအသင်းလိုလည်းလူသိများတာဖြစ်ပါတယ်။ကမ္ဘာ့ဖလားဆိုရှင်လီယိုနယ်မက်ဆီအပါအဝင်နာမည်ကျော်ကစားသမားတွေအများစုကိုဒီခွက်ကလေးနဲ့မကြာခဏမြင်မှုကြမယ်ထင်ပါတယ်။ဒါကအာဂျင်တီးနားနိုင်ငံနေနဲ့တောင်အမေရိကနိုင်ငံနေမှာအဓိကထားတောက်သုံးကြတဲ့ရာပါမာတေးလို့ခေါ်တဲ့တောက်စီယာဖျော်ရအမကတမျိုးပဲဖြစ်ပါတယ် ဒီဂျပန်မှာတည်းရဆိုရင်တော့အာဂျင်တီးနားနိုင်ငံရဲ့အသင်းလုံးလုံးတော့ပြောလို့ရတယ်။နောက်ပြီးတောင်အမေရိကနိုင်ငံကဘလုံးသမားများစုအားဒီဂျပန်မှာတည်းကိုအအောင်ဆုဆိုင်မှုပို့ပြီးကောင်းလာဖို့အတွက်တောက်သုံးကြရလို့သိရပါတယ်။အာဂျင်တီးနားနိုင်ငံမှာတော့ဘလုံးကအကားစားတတ်တကြီးပဲမဟုတ်ပါဘူး။နိုင်ငံရင်ကျေးမှုလူမှုဘဝနဲ့ကြီးကြံပြောရမယ်ဆိုရင်များသူတို့အတွက်ကတော့ဝိညာဉ်တစ်ခုလိုပဲသူတို့ကတင်စားကြတယ်။နောက်ပြီးတော့အာဂျင်တီးနားမှာအားပေးဖို့အတင်းတင်းရွေးချယ်တာကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်။နာမည်တွေမျိုးနာမည်ပေးတာလိုပဲအရေးကြီးတဲ့ကိစ္စတစ်ခုလို့သိရတယ်။ မြန်မာနိုင်ငံကဘော်ရာတွေလို့ဟိုအသင်းအားပေးဒီအသင်းအားပေးလောက်တာတွေတွားပြီးတော့ပြောင်းဆက်ဆက်လောက်တာတွေအားကစားနဲ့ပတ်သက်ရင်တွားလို့လို့မရဘူးမာရာဒိုနာနဲ့မက်ဆီရိုလို့ကမ္ဘာအကောင်းဆုံးကစားသမားတွေအဆိုရင်လည်းအာဂျင်တီးနားရဲ့စင်ရဲသားရက်ွက်တွေကနေဝေးပွားလာတာဖြစ်တဲ့အတွက်ဒီနေ့ချိန်ကြီးအာဂျင်တီးနားမှာဘသူပဲမမေဂုံစရာပြောက်တစ်ခုအနေနဲ့ရှိနေတာပဲဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့တော့ဘူကာဂျူနီယာတင်းကထူးခြားတဲ့အင်ဝင်မာရာဒိုနာရဲ့အမွေအနေနဲ့ကမ္ဘာအပြင်းထန်ဆုံးစူပါကလပ်စီကိုဒါဘီပွဲစဉ်တွေကြောင့်ကမ္ဘာကျော်ကြားသူကိုအာဂျင်တီးနားဘောလုံးကြီးဂိမ်းမှုကိုကိုးစားပြုတဲ့ကလပ်တင်းတင်းဖြစ်လဲယနေ့တိုင်းရှိနေတာဖြစ်ပါတယ်အဆုံးနေကြည့်ပြတာအားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရာဘောဓုရဖြစ်ဖို့ရာအစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ရာဆိုရင်တော့အခုဆိုရင် Facebook YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျ